ပြောမှဆိုရင်တော့အမေရောအဖေရောပေါ့နော်။ဒါမိဘနှစ်ပါးဆိုတော့တော့ဒါတက်ရှိတင်တဲ့ဖရာပဲပေါ့နော်။ကျွန်တော်တို့တက်ကတော့အမေဆိုလို့ရှိနေတာကိုတကယ်ဝမ်းနဲ့လွယ်ပြီးတော့အသက်နဲ့ရှင်ရောဝေဖာခဲ့ရတဲ့ပြီးခင်ကြောက်ကျေးဇူးတွေဆိုတာဒါဆက်လို့မကုန်ပါဘူးကျွန်တော်တို့တွေကနောက်ပြီးတော့ကျွန်တော်တို့တွေကလည်းအမေများနေ့တရက်တည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဆက်ချဲရင်ထဲမှာတကယ်ကိုကိုယ့်ရဲ့မိခင်ကိုဒါနေ့တိုင်းမှာဆင်းထဲမှာရှိနေမယ်မိခင်ကမိဘကျေးဇူးကိုအောက်မေ့ပြီးတော့ ိုယ့်ဘက်ကနေရောတက်တယ်ဆိုတော့ဒီဘက်ကအနည်းဆုံးတော့ဟိုချိန်ဆန်းတာကိုထားနိုင်မယ်ဟိုချိန်ဆလုံးနဲ့ပြုစုပေးနိုင်မယ်တခုခုပေါ့နော်အဲ့လိုမျိုးလေးမိဘပီတီပြောင်းလုပ်ပေးနိုင်ဆိုရှင်တော့ဒါကျွန်တော်တို့ကတော့နေ့အတိုင်းရတော့အမေနွမ်းနေပါပဲလို့ဒီနေ့ပွဲမှာကျွန်တော်ကဒရိုက်တာကိုညိုမင်းလွင်ရဲ့အဲပုံသင်ထားဆိုတဲ့ပြဆက်မှာကျွန်တော်ကကျောင်းဆရာတယောက်နေနဲ့ပတ်ဝန်းပြီးတော့ပြ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 တော့ပြပါတယ်ခင်ဗျာ ါလေးကပြောမှလို့ဆိုတော့အနုပညာရှင်တရားအနေနဲ့ဒါကိုထက်ဆတဲ့အနုပညာနဲ့ကိုယ့်ဘုံမှာအကျိုးရှိတဲ့ခွင့်ရသားမီပြည်သက်တွေအခုလိုခက်ခဲကြုံတွေ့နေတဲ့အချိန်မှာကိုတက်နေတဲ့ကိုယ်ဟိုဘာလို့အတမွေးကြောင်းတွေနဲ့ပြန်ပြီးတော့ကျူးဆက်ပွင့်ရတယ်လို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့တော့လည်းပြည်သက်ဖြစ်ပါတယ်နောက်ပြီးတော့ဒီငွေတန်းနဲ့ခံရတဲ့ဒေသမှာရှိတဲ့ပြည်သူတွေတက်လည်းတကယ်လည်းထက်သူစိတ်မောပြင်ပါတယ်ခင်ဗျဟုတ် ျွန်တော်ဒီဈာန်မှာတော့ဒီ TV စီစဉ်နေ program တွေအားသာ program တွေနောက်ပြီးတော့ဇလန်းလွဲလေးတွေရထားရတော့ရှိတယ်ဗောနော်ဆက်လာလေး project ပြသပြီးပါပြီအဲဒါမဲ့အရင်ကတော့အမှုညာဟိုခဲခဲဝင်တိတ်မလို့ဖြစ်တော့လဲပါလာဗောနော်အခုဒါဒီပြသမှာပြည်သူတွေတီတုံးရမယ်ဆိုတော့လည်းဝမ်းသာပါတယ်ကြည်သေးကြည်နူးပါတယ်နောက်ပြီးတော့ညခုံလဲညခုံမှုလည်းဖြစ်ပါတယ်ပြည်သူတွေတီးတွေ့တာကြာကြာကြာတော့ ်ဟုတ်အဲ့တော့လည်းတကယ်စိတ်ထဲမှာတကယ်ကိုလေးနန်းနဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်အဲပြောမှဆိုရင်အမေရောအဖေရောပေါ့နော်ဒါမိဘနှစ်ပါးဆိုတော့ဒါတက်ရှိတင်တာဖရားပဲပေါ့နော်ကျွန်တော်တို့တက်ကတော့အမေသလိုတင်နေတာကိုကိုတကယ်ဝမ်းနဲ့လွယ်ပြီးတော့အသက်နဲ့ရှင်ရဘူးပါခဲ့ရတဲ့မိခင်ကြောက်ရဲ့ကျေးဇူးတွေဆိုတာဒါဆက်လို့မကုန်ပါဘူးကျွန်တော်တို့တွေကအဲအဲ့တော့အဲပြောမှဆိုရင်ကျွန်တော်အပါဝဲပေါ့နော် အဲတာသမီရဲ့တာသမီရဲ့မိခင်ရဲ့တံမိုးကိုမိခင်ရဲ့ကျေးဇူးကိုပြည့်စုံပါတယ်နောက်ပြီးတော့ကျွန်တော်တို့တွေကလည်းအမေများနေ့တည့်ရတဲ့မဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဆက်ချဲရင်ထဲမှာတကယ်ကိုကိုယ့်ရဲ့မိခင်ကိုဒါနေ့ရက်တိုင်းမှာဆင်းထဲမှာရှိနေမယ်မိခင်ကမိဘကျေးဇူးကိုအောက်မေ့ပြီးတော့ကိုယ့်ဘက်ကနေတော့တကယ်ဆိုတဲ့မိဘကိုအနည်းဆုံးတော့ ဟိုချိန်ဆန်းအောင်ထားနိုင်မယ်ဟိုချိန်ဆလုံးနဲ့ပြုစုပေးနိုင်မယ်တခုခုပေါ့နော်အဲ့လိုမျိုးလေးမိဘရဲ့ PDF ပြန်အောင်လုပ်ပေးနိုင်လို့ရှင်တော့ဒါကျွန်တော်တို့ကတော့နေ့ရက်တိုင်းရတော့အမေများနေပါပဲလို့ပြောချင်ပါတယ်အဲ့ဒါကကျွန်တော်ကအမေအခုချိန်လက်ရှိတယ်ဒါဟိုအရင်ဆုံးကရပါတော့နော်အရင်ကအမေနဲ့နေတယ်နောက်ပြီးအခုဒါအင်တာကျပြီးတော့လည်းအခုချိန်လက်ရှိတယ် ဒါအမေနဲ့တွေ့နေတဲ့ခါကျတော့ကျွန်တော်အမေတော့ကျွန်တော်အမြင်တမ်းတက်တယ်ဆိုတော့ပြည်သူဆော့ရှော့တယ်။အာအဆွေထူးပြောပြအောင်မလို့တော့ထင်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်အချိန်တိုင်းအချိန်တိုင်းကတော့ကျွန်တော်ဟိုမိဘအမေပေါ့နော်အဖေအမေရောအဖေရောပေါ့အဲသူတို့နှစ်ယောက်ဆိုတော့ကျွန်တော်ဘက်ကနေတော့တက်နေဆုံးတယ်နော်။အာညအရောက်လို့ရှိရင်အမြင်တမ်းဒါအဖေနဲ့မိလို့ချက်တော့ကိုပြဖက်ပြောပြောတယ်။နောက်ပြီးတော့ကိုတက်လာသေးပေါ့နော်ကိုတက်နေဟာဒီမှာငွေကြီးရပဲဖြစ်ဒါမှမဟုတ်စားကျင်တာပဲဖြစ်စိုးစိုးနဲ့ပြောပြနေမကောင်းဖြစ်လို့ရှိရင်ပြင်းထန်တာပဲဖြစ် အအကုန်အကုန်လို့ပေါ့နော်ဘာပဲဖြစ်ရကျွန်တော်ကအမြင်နဲ့ပြုလုပ်ပေးနေရဆိုတော့ကျွန်တော်အထူးအထူးတလေတစ်ခုတည်းရွေးချယ်ရောပြောပြောကြတော့မရှိဘူးလို့ထင်ပါတယ်ခင်ဗျာကောက်ကောက် ကျွန်တော်မြေအခုလက်ရှိတော့ဒါပိုစီဆေးမှာတက်ရောက်ရပူတာနေတယ်မြေကအာမြေအရင်ကလည်းလုံးခဲ့9နှစ်ကျော်တော့ကတင်ဆောင်ရောက်ကရှိတယ်ရင်းသားပြတ်လာပြီးတော့ဖြတ်ထုတ်တာပေါ့နော်အခုဒီ9နှစ်ကျော်ဆောက်တဲ့ကာလမှာတော့ပြန်ဆင်းဆင်းရဲ့အခါမှာတော့ဆင်းဆင်းပြီးတော့မချောက်ပုံမှန်ဆင်းဆင်းတော့ခုနကပဲဆင်းဆင်းရဲ့အခါကျတော့မြေရဲ့အဆုတ်မှာလည်းဒါကင်ဆာရောဂါပိုးတွေတွေ့ရတယ်ပေါ့နော်အဲ့နောက်ပြီးအခုလက်ရှိမှာတော့အဆုတ်ထဲမှာရေဝင်နေတဲ့ရေဝင်နေတဲ့နောက်ဆုံးပြောကျင်းနေရတယ်တွေ့ရတယ် အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲအမေရဲ့ကျမရဲ့အခုချိန်မှာတော့နည်းနည်းလေးအများထက်ဆိုင်ပုံပြီးတော့ view ဆက်ပေးနေရတယ်ပေါ့နော်အဲ့ view ဆက်ပေးနေတဲ့အခြေဖြစ်နေတာပေါ့ဆရာဝန်ကတော့အဆုံးနဲ့ပတ်သက်တဲ့ဆရာဝန်ကတော့ဒီကတော့အာ တောက်ဆေးထိုးစင်းနေပေါ့နော်ဒါဒီဒီနေ့ဒီနေ့ပဲတီးရတာပါတောက်ဆေးထိုးစင်းနေတာတတဝါနိုင်တယ်လို့တော့ပြောပါတယ်ခင်ဗျာကျန်နှလုံးနဲ့ပတ်သက်တဲ့ဟာတော့လေဒါနှလုံးဆရာဝန်ပြေပြိုးဆိုတော့လိုရတဲ့ဥဒမှုရတော့အောင်ပေါ့နော်အဓိကတော့ကျွန်တော်အမိအတွက်လဲဆိုတော့အများနဲ့ဘောနောအဲဆူတောင်းပေးနေတယ်ကျွန်တော်ဒါ Facebook မှာ page မှာတင်တဲ့ကာမှာလဲကျွန်တော်အမိအတွက်ဆူတောင်းပေးကြတဲ့အဲ message တွေငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ပြောချင်ပါတယ် အတက်နဲ့ဆုံးကတော့ဒါအစီကတော့ခံကိုခံအကောင်မတော့ကတော့အစားသောက်နေခဲ့ပေါ့နော် EOA A ဖို့လို့လည်းအစားသောက်ကိုကျမ်းမိုင်နဲ့ညီရတဲ့အစားသောက်တွေစားဖို့လို့လည်းမနေ့တိုင်းအစားသောက်တွေစီစဉ်ဖို့လို့ပါပေါ့နော်နောက်ကျန်တာလိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်လို့လို့လည်းနောက်ပြီးတော့လိုအပ်လို့ရှိရင်လိုအပ်သလိုစစ်စစ်ဆေးမှုတွေလည်းပြုလုပ်ရမှာပေါ့နော်အဲပေါ်လို့လည်းမရဘူးပေါ့ user ရတာပေါ့နော်ပေါ်လို့ရှိရင်တော့အဲဆိုရှယ်မှုတွေများသွားနိုင်တယ်ကျွန်တော်တို့အဲလုံခဲ့တဲ့9နှစ်လောက်ကအမေအမေရန်သားပြန်လာပြုလုပ်နေတဲ့အချိန်မှာတော့ စိတ်ထိခိုက်မှုတော့ရှိတာပေါ့ဒါပေမဲ့လည်းအာကျွန်တော်တားအကြီးကြောက်နေနေပေါ့နော်ဒါအမေဒါဘာမှပြုတ်ဦးသားတို့အတရက်ဆိုစူးစမ်းမယ်ကောင်းအကောင်းဆုံးပြအောင်တို့ကူတာမယ်ဆိုပြီးတော့တို့တို့အကောင်းဆုံးပြအောင်ကူတာခဲ့ပါတယ် အဲ့ဒီတော့လည်းပြောမှာဆိုကျွန်တော်အဲရင်းသားအဲရင်းသားဖွဲ့စုပ်ဖွဲ့စုပ်ဖြစ်တော့ပြီးအချိန်မှာလည်းအောင်မြင်ခဲ့ရပေါ့နော်ပြသမှုလည်းအောင်မြင်တယ်အဲနောက်ရှေ့နောက်ထပ်လည်းဟိုဟာကျွန်တော်ကင်သာဖို့စီစဉ်အချိန်မှာလည်းဒါဒီ၅နှစ်လောက်ကတော့အားလုံးအဆင်ပြေတော့ပေါ့နော်နောက်ပိုင်း၅နှစ်နောက်ပိုင်းတော့မှဒါကင်သာဟိုဟာပြန်ပေါ်လာတဲ့သဘောပေါ့အဲ့တော့အဲပေါ့လို့မရဘူးမြူးဆန်လို့ပြောချင်ပါတယ်အဓိကတော့ကျွန်တော်ကအဲအဓိကကတော့အဓိကပြဆိုင်တော့အဓိကတော့အမေနာမနေပဲအမေရဲ့ဒီလိုရော လိုတဲ့ကိစ္စလေးတွေလုပ်ပြရမလို့မှာဒီတော့တော့အစားတော့အခုဆိုရင်နှောင်းပိုင်းတဲ့ဆိုတာကလည်းအမေဆိုတာကချက်ပေါင်းပြည့်အတွင်းအပြည့်အောင်နော်ဒီလိုလုပ်ပြတာမျိုးချိုးစိုးနေတယ်လုပ်ပြတာမျိုးနောက်ပြီးတော့ဒါစီးသွားဝန်သွားတဲ့ခါကျတော့ရှင်နေတာကိုကကားပြီးတယောက်နေတယ်ပေါ့နော်ပြည့်စုံပြတာမျိုးတွေအဲအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေတော့တော့ရတာပေါ့အခုဒီနေ့ဆိုလို့ရှင်နေတာဆိုတော့ဒီဒီနေ့ဒီပြည့်စုံပြွားရဲ့ဆိုတော့စေမညအိပ်ပေါ့မျိုးစောင့်မရအဲပြည်သက်တွေအခုချိန်မှာအဓိကတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကောင်းဖို့အတွက်အန်ဒီရဲ့ဘေးအနေကိချင်းကိုကြည်တုံးမပေးရ ပြင်ဖို့တဲ့လေဆူတော်မိပါတယ်။အခုနေတိုင်းနေတိုင်းဒီတိုင်းနေတိုင်းတော့လာသွားတတ်မှုတွေကအနေကင်းအဆင်ပြေဝေးကင်းပြီးတော့အဲကိုရောစိတ်ရောကျမ်းမာကျမ်းသာဖို့အတွက်ပဲဆူတော်မိကြပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်